နောက်တစ် grammar လေးရခဲ့လေခဲ့ grammar လေးရပါလေးလဲဆိုရင်เนาะအနာဂတ်မှာလုပ်မယ်ရည်ရွယ်ချက်ကိုဖော်ပြတဲ့နေရာမှာသုံးတယ် we do ကိုဖော်ပြတဲ့နေရာမှာเนาะဒီခဲ့ grammar လေးကိုသုံးတယ်တခုခုလုပ်ပါမယ်လုပ်လိုက်မယ်ဆိုတဲ့ပုံစံမျိုးเนาะအနာဂတ်မှာသုံးတာเนาะအဲ့တော့ခဲ့ရဲ့ तू ကကြတော့ခဲ့ရဲ့နောက်မှာ guest soyo guest mira အဲ့လိုမျိုးပုံစံသုံးလို့ရတယ်เนาะ အဲ့တော့သူက action verb နဲ့ပဲသုံးမယ် quality verb နဲ့မသုံးတော့လုံဆောင်ချက်တစ်ခုကိုရည်ရွယ်ချက်ကိုဖော်ပြတာမို့လို့ action verb နဲ့ပဲသုံးမယ်အဲ့တော့ကြည့်အောင်저는파티에안가겠습니다ကျွန်တော်တော့파티ကို안가겠습니다가겠습니다တလုံးနဲ့ဆိုရင်သွားပါမယ်ဒါပေမဲ့ an ဆိုတဲ့အငင်းပါလိုက်တယ်မဘူးဆိုတဲ့အတုံးကောင်းလေးပေါ့နော်အဲ့တော့မသွားတော့ပါဘူးဆိုတဲ့အဓိပ္ပာယ်နော်အနာကမှသူမသွားတော့ဘူးနော်파티ကိုမသွားတော့ဘူး 아, 나도 그 내년에 한국에 다시 오겠습니다. 내년 소라 나오네. 한국에 고리하고 다시 사타 빌어 오겠습니다. 라밤에 라레메. 너? 어? 나그 말로메 하우. 요러너? 나도 그 저는 비빔밥을 먹겠습니다. 저마가로 너 저너가로 비빔밥 탐멘도고 사밤에 루벼레. 에러레? 아쿠아 타바로 사동사이마 마니로메. 나 저너가로 다우 사메. 너? 에러. 어? 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 디 힘부에 처음 라데우. 에러. ကျွန်နေမြတ်သူစားမယ်နော်ပြီးခဏနေခဏနေဆိုတာလည်းအနာကတ်ကိုဖော်ပြတာမို့လို့ခဏအဲ့ဒီမှာစားမယ်ဆိုတော့ mocket seminar လို့တောင်းတယ်နောက်တစ်ခု moral chap sushi ke smit ကနော် moral ဆိုတာပါကို chap sushi တာဆိုတာက mock တာနဲ့တူတယ်စားတယ်သုံးဆောင်တယ်ဆိုတော့ဒီနေရာမှာမသုံးဆောင်မှာပါလေနော် ဒီဒီစားသုံးဆိုင်မှာဆိုဝေတာတွေကစားသုံးကိုမေးတဲ့ပုံစံပေါ့နော်နောက်တစ်ခုမွန်နူကမွန်ကျော်ဟာရှိကစမီကနူကဘတူကမွန်ကျော်အရင်ဦးဆုံးဟာရှိကစမီကဟာတာဆိုတာလုတ်တယ်နောက်ကအာဒီအာအမေသုံးပုံစံနဲ့ဖော်ပြရတဲ့အတွက်ကြောင့်မလို့ရှီလေးကတ်လိုက်တယ်ဘတူကအရင်ဆုံးလုံးမှာလဲနော်ဟာရှိကစမီကနော် လို့မတော့နဲ့เนาะအဲ့တော့ get grammar လေးကဒီမှာ1အနေနဲ့ပေးထားတဲ့တစ်ခုเนาะပထမဆုံးတစ်ခုအနေနဲ့ကအနာကတ်မှာလုံးမဲ့ရည်ရွယ်ချက်ကိုဖော်ပြတဲ့နေရာမှာသုံးတယ်တစ်ခုလုံးပါမယ်လုံးလိုက်မယ်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးမယ်เนาะဒီ get ကအဓိပ္ပာယ်တွေအခြားအဓိပ္ပာယ်လည်းအမျိုးမျိုးရှိတဲ့အတွက်ကြောင့်မလို့ဒီနေရာမှာတော့ဒီအနာကတ်မှာလုံးမဲ့ရည်ရွယ်ချက်ကိုဖော်ပြတဲ့နေရာမှာပဲသုံးတယ်ဒီ get လေးကိုအရင်သင်ရမယ်เนาะ